မောင်မေယာအရေးချောက်ပေးကြတဲ့ကျောင်းသူလေးတယောက်ပါသူရဲ့ကလန်ကလာဖြစ်နေတဲ့အရေးချောင်းကျောင်းမအမြဲတမ်းလာပြောင်းခင်ရပြီးငစဉ်ကတည်းကထီရဲ့ကြီးချောင်းစိတ်တွေညစ်နေခဲ့ရပါတယ်ဒီပဒနာတွေကိုအမေနဲ့အမကိုတိုင်ပင်ကြည့်ပြင်မဲ့သူတို့စီကနေလဲပါအကြံညာမှထွက်မလာခဲ့ပါဘူးအကျောင်းကတော့အမဖြစ်သူကအုံးပင်လို့မဟုတ်ပဲအလားမတရားဖြစ်နေလို့ပါဒါပြန်အမေဖြစ်သူကလည်းကျောင်းသူဘဝတုန်းကသူ့ကိုလာကြိုက်တဲ့ဆေးရောင်းမှာကိုရောက်လောက်ကိုညင်ငယ်ရလို့စိတ်ညစ်ဘူးသူဖြစ်ပါတယ်အုံးပင်လည်းအညာစုရဲ့လာပြောင်းခြင်းကိုခံခဲ့ရပြင်မဲ့သူ့ကိုငငယ်ကတည်းကကြိုက်နေတဲ့ပင်သေးဆိုသူတယောက်တော့ရှိပါတယ်ဒါပေမဲ့ပင်သေးကသူ့တဝက်လောက်ပဲရှိတော့တွေ့လိုက်ရင်လည်းညိုးနဲ့လက်မလို့ဖြစ်နေမှာဆိုလို့ညင်ထားရတာပါဒီလို နဲ့တနေ့မှာတော့သူတို့ဂျောင်းကိုဆွေရင်ကကြည်လွင်ဆိုတဲ့ဂျောင်းသားတစ်လေးတယောက်ရောက်ရှိလာတယ်။ဆွေရင်သားလေးကလည်းထဏမမောင်းလေးဆိုတော့သူနဲ့အန်ကပ်ပေးလို့ထင်လိုက်မိတဲ့အုံမိန်လက်ချက်ချင်းပဲရေခုန်သွားပါပြီ။ဒါပေမဲ့နေကင်းတမင်းစားချိန်မှာသူနဲ့ငငယ်ကလေးကမတည်တဲ့မိမိုးဆိုသူကသူ့တဲ့ရင်စိပန်းဝင်ခင်းတယ်။တစတဲမှာပဲပင်သေးကလည်းအုံမိန်အနေနဲ့ဘာကြောင့်ကြည်လွင်ကိုမကြိုက်သင့်လဲဆိုတဲ့အကြောင်းကိုပြားစာရွတ်တယ်လို့ရွတ်ပြတယ်။ပင်သေးတယောက်ကလည်းကြည်လွင်ကိုကြည့်မရပါဘူးဆိုမှတအိမ်နဲ့အတူနေရမယ့်ကောင်မသွားဖြစ်နေတယ်။အကြောင်းကတော့ပင်သေးမိကကြည်လွင်ကိုအင်္ဂါလက်ခံလိုက်လို့ပါ။ဒါပေမဲ့အုံမိန်ကလည်းအမဖြစ်သူကိုဘေးလိုက်နေရတဲ့အမကြီးတို့အမကလည်းမိမိကိုကိုအရင်တောင်းလဲရမယ်လို့ဆိုတယ်။ကျွန်မ မကတော့ကြည်လွင်ဟာတကြောင်လုံးကစော်လေးတွေဝိုင်းဝိုင်းနေနေပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းမိမိုးကလက်ပူတန်နေတော့ကြည်လွင်လည်းမိမိုးနဲ့တပူပူကြွတွေတဲ့ဖြစ်လာပါပြီ။ဒါကြောင့်အုံးမင်းကလည်းအမေနဲ့အမကို copy fashion တွေရွှေ့ချေးဖို့ဆုံးဖြတ်လိုက်တော့တယ်။ကိုင်ကောင်းကျွန်တော် fashion တွေကြွေးပြီးတဲ့ညမှာပဲကြည်လွင်စီကောင်းနေဖုန်းဝင်လာပြီးကျောင်းကပဲတူတူတက်ပေးဖို့လာပြီးခေါ်တယ်။အုံးမင်းလည်း fee တက်ပြီးလက်ခံလာပြီးမှမိမိုးတို့ဖက်ကတမင်လန်းဆတာဖြစ်နေတယ်။အနေငယ်ချက်သွားတဲ့အုံးမင်းကလည်း fashion တွေကြွေးမိနေတော့ပဲနောက်နေ့ကျောင်းကိုပုံမှန်အတိုင်းပဲသွားလိုက်ပါတော့တယ်။ ကျန်ရတော့မီမိုးလိုပွဲနဲ့ဒိုမဆိုလိုအကန့်တခုရဲ့ဝင်ပေါ်လည်းဒါတတိုက်စန္ဒကြီးလင်းစန္ဒရတီးတဲ့အကန့်သွားဖြစ်နေတယ်။ဒါပေမဲ့ကြီးလင်းဒီရကစန္ဒရပေါ်ကြောင့်တက်ပြီးသလိုဖြစ်နေလို့စန္ဒရမှာဆရာချတဲ့အုံမင်းကတကွနှစ်ကွက်လောက်ဝင်ပြလိုက်ပြီ။အဒီနောက်နေရာလုံးကရုပ်ရှင်နဲ့တခြင်းလေးပါအကြိုက်တူနေပြီးဇဝင်တွေတပုတ်ကိုလည်းအတူတူတီးခတ်တီးဆိုလိုက်ကြရတယ်။အဲချိန်မှာမီမိုးကလည်းရောက်ရှိလာပြီးကြီးလင်းနဲ့မီမိုးတို့ဟာကြီးစားတွေဖြစ်နေပြီလို့ပါသိလိုက်ရတယ်။အပိုင်းတနေတင်းဆက်သိမ်းသွားတာကြောင့်အုံမင်းလည်းစိတ်ညစ်ညစ်နဲ့ပဲအိမ်ပြန်လာလိုက်ရပါပြီ။အဲချိန်မှာပဲကြီးလင်းမှာဆိုပြီးဖုန်းတက်လာတော့အုံမင်းနဲ့မီမိုးတို့ပဲဖြစ်မဲ့တင်းပြီးနှစ်ပြားမတန်အောင်ဆဲလွတ်လိုက်တယ်။ပြီးမှတကယ်ကြီးလင်းဖြစ်နေပြီးရုပ်ရှင်ကြည့်လို့ကြီးဖို့လာခေါ်တာ ဖြစ်ပါတယ်။အောင်မြင်လဲဖက်ရှင်နဲ့မြန်မြန်သွားချင်းလိုက်ပြီးကြီးလွန်လို့စီကိုရောက်ချလာရ ကံကြိုးသားပဲကြည်လွင်ကပိန်သေးနဲ့တအိမ်နဲ့ဖြစ်နေတော့ပိန်သေးကလည်းနှစ်ယောက်ကြားထဲမှာအတင်းဝင်တိုင်ပြီးရုပ်ရှင်ဝင်ကြည့်ပြီ။ဒါကြောင့်အပြန်ကြမှာပဲကြည်လွင်နဲ့အုံမေနိုလည်းနှစ်ယောက်သားတူတူရှိနိုင်ခဲ့တာဖြစ်ပါတယ်။နှစ်ယောက်သားပိန်သေးလစ်တာနဲ့အကြည်ချင်းဆုံရင်းနေကုန်ပြီးပြပြတီပါပီးလိုက်ကြတယ်။အုံမေလည်းအင်ရတော့ကြည်လွင်မှရည်စားရှိပေမဲ့ခိုးစားမိကြအမကိုပြပြပေးမဲ့အမကတော့ဆက်လုပ်ဖို့ပဲအားပေးတယ်။ဒါပေမဲ့ကြည်လွင်ကလည်းပိန်သေးကိုအချန်တောင်းကြည့်တော့ပိန်သေးကလည်းမိမိုးနဲ့အဆင်ပြေဖို့သာအယောင်စိုက်တဲ့ကြောင့်တရားချတယ်။ဒါပြန်မိမိုးနဲ့တွေ့ရင်နေရာလုံးကြောင်းရဲ့ကင်းနဲ့ကွင်မဖြစ်သားမှတရားရဲလို့ပါပြောက်ပေးလိုက်ပြီ။ပိန်သေးပြီးအချန်တောင်းကြည်လွင်ဟာနောက်နေ့ကစားပြီးအုံမေကိုစောင့်ရှောက်ပါတော့တယ်။ဒါပြန်ပိန်သေးကိုလည်းမိမို ိုးတို့ဖွဲ့တဲ့ခေါ်သွားလိုက်တာအဖွဲ့တွေကဆိုလေးတယောက်နဲ့ပါညှိကျင်သွားတယ်။တပတ်မှအထာနာတဲ့အုံမင်းကလည်းချီလင်းကိုပြီးခဲ့တာတွေမေ့ပြီးတော့တငယ်ချင်းလိုပဲနေဖို့သဘောတူလိုက်ပြီ။ဒီလိုနဲ့တနေ့ကျသူတို့ဖွဲ့တွေကကောင်လေးတယောက်ကအုံမင်းကိုချိုက်လို့ဆိုပြီးစင်ငင်မပါအတွေ့ရဲ့ကြီးဝဲတေးဖို့တော့အုံမင်းကိုလာခေါ်တယ်။ပင်သေးတို့ပါပါနေတာဆိုတော့အုံမင်းလည်းလိုက်သွားလိုက်ပြီးတနေရာရောက်မှရှာညုံတို့ပြိုင်ပသူနိုင်ပြိုင်ပွဲလေးကျင်းပလိုက်ကြတယ်။ဒါပေမဲ့အုံမင်းကတော့စိတ်မပါလို့ချက်ချင်းမထပြန်လိုက်ပါပြီ။ကောင်လေးကချီလင်းကမိမွေးကိုဖြတ်ပြီးအုံမင်းနဲ့တဲချင်းကြောင့်တပွင့်လင်းလင်းကြီးလာပြောပြတယ်။ဒါမျိုးဆောင်နေတဲ့အုံမင်းကလည်းမနှက်ပြန်သူ့အမရဲ့အလားမဲ့ပြိုင်ပွဲကိုသူတို့လိုက်ခဲ့ပေးဖို့လမ်းခေါ်လိုက်ပြီ။ဒီလိုနဲ့ပြိုင်ပွဲနေကြအမ ဖြစ်သူဆူရရှိတော်ခဲ့ပြီးချီလင်းကတော့ရောက်မလာခဲ့ပါဘူး။ဆိုရှာနဲ့ယုတ်ချင်းစင်နဲ့အုံးပင်ရဲ့ဖာသာကြီးကလည်းသူ့သမီးကိုတိတ်ခွဲတဲ့ကောင်ကိုတွေ့ရင်တွေ့ရနေရမှာကားနဲ့ကြုံမဲ့လို့ဆိုတယ်။ဒီလိုနဲ့အုံးပင်လည်းပင်သေးရူပါတီမာချီလင်းနဲ့တော်တည်ပြီးအိုက်ခန့်နေရလို့မလိုင်နိုင်ချောင်းချီလင်းကပြန်တောင်းမှန်တယ်။ဒါပြင်မီမိုးနဲ့လည်းမပြေရသေးဘူးဆိုတော့ချီလင်းဟာသူ့ထက်ကင်းရှင်များဖြစ်ဖို့ကိုဦးစားပေးနေတယ်ဆိုပြီးစီဆိုးသွားခဲ့ပါတယ်။တပတ်မှပင်သေးကလည်းထမ်းမင်းကိုမမေ့နိုင်သေးလို့လက်ရှိစော်လေးနဲ့အဆင်မပြေတော့ပါဘူး။အသေးခွဲသားတဲ့အုံးပင်ကတော့ဖာသာကြီးနဲ့အတူတူပဲဆန်နေရထိုင်တည်နေလိုက်တော့တယ်။ဒီလိုနဲ့မနက်မိုးလင်းနဲ့မြကွင်းညုံနေတဲ့ပင်သေးရောက်ရှိလာပြီးဘုံကြီးဘီလူတို့လိုမျိုးအုံးမင်းကိုတော့ဖနာတရံလက်ဆောင်လာပေးတယ်။ ယ်။အင်းဒီညမှာပဲအုံမင်းစီကိုဗီဒီယိုဖိုင်လေးတစ်ခုရောက်ရှိလာတယ်။ကျွန်တော်ပြီးသားမှဗီဒီယိုထဲမှာကြည်လွင်ဟာအုံမင်းအကြောင်းတင်းချနေပြီးပင်သေးကလည်းဒီကိစ္စအတွက်ကြည်လင်းကိုဝင်ပြဲနေတာကိုတွေ့ရတယ်။မိမိုးလို့ဖွဲ့တဲ့ကကောင်ကလည်းအုံပြဲမကောင်းကြောင်းပြောနေတော့ပင်သေးနဲ့ထားချကုန်ပြီးပင်သေးမျက်ခွင်းညွှန်ရတဲ့အကြောင်းအရာကိုလည်းသိရှိလိုက်ရတယ်။အောင်နေကြောက်ကဘဲနေမှာတော့ပင်သေးရောအုံမင်းမှာရောက်မလာခဲ့ပါဘူး။ကင်းနဲ့ကွင်းကလည်းအားလုံးမျောလင့်ထားတဲ့အချိန်ကြည်လွင်နဲ့မိမိုးတို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ကြည်လွင်ကမိမိုးနဲ့မတွေ့ချင်ဘူးဆိုပြီးအုံမင်းကိုပြန်သားတောင်းမှန်ဖို့ဆုံးဖြတ်လိုက်ပြီ။သူဆုံးဖြတ်နေတော့မှပဲအုံမင်းကတော့ပင်သေးပေးထားတဲ့ဒေါပနာကြီးစီပီရောက်ရှိလာခဲ့ပါပြီ။အဲဒီနောက်ဘလိုင်းစင်မော်တာမိကုန်းနဲ့ပြောပြီးသူရ ရက်ကိုလောင်ချတဲ့လူတွေအားလုံးကိုလည်းယောက်ျားအင်္ဂါပဲလို့ဆဲဆိုပြီးထိုးသွားတယ်။ဂျီလင်ကလည်းအုံမင်းကိုလည်းချော်ရင်တခါလေရီစားစကားပါတမ်းပြောပြလိုက်ပါလိ။ဒါပေမဲ့အုံမင်းကတော့ယူရထားတဲ့သူရှိပြီးသားမလို့ဂျီလင်ကိုလက်မခံတော့ပါဘူး။အုံမင်းယူရထားတဲ့သူကတော့ကောက်ပွဲမလာပဲအိမ်မှာလသာမှန်မှန်နေတဲ့ပိန်သေးပဲဖြစ်ပါတယ်။အုံမင်းလည်းပိန်သေးကိုဖြစ်ပြန်ပေးလိုက်ပြီးပိန်သေးကလည်းမမီတဲ့အုံသီးကိုခွန်ခုပြီးပြပြတွေပေးနေရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဒါကရုပ်ရှင်သားဖြစ်ပြီးလက်တွေ့မှာတော့မင်းကလေးများကကိုတက်ရရှိတဲ့ကောင်ကိုသာရွေးချယ်သွားမှာဖြစ်ပါတယ်။ကိုလိုက်မဲကောင်မလေးကိုတက်ရှိနေရင်စာကလေးကရှောင်ထားလိုက်ကြပါ။ကျေးဇူးတင်ပါတယ်။